ချစ်သူသက်တမ်း10နှစ်ကျော်မှလက်ထပ်မင်္ဂလာပွဲပြုလုပ်လိုက်တဲ့ကောင်းပြင်းနဲ့တနာဖို့ရန်ကုန်စံလီနီဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ကောင်းပြင်းနဲ့တနာဖို့ကချစ်သူသက်တမ်းအပြင်73နှစ်ထဲကိုရောက်ရှိလာပြီဖြစ်ပြီးချစ်သူသက်တမ်းအရှိအကြဆုံးဆုံးတွဲလို့ပြောရမယ်ဆိုရင်လည်းမမှားပါဘူးအမှုပညာရှင်တော်တော်များများရဲ့မှာဒီလောက်ချစ်သူသက်တမ်းကြာကြာတွေးတဲ့သူဆိုတာတကယ့်ကိုရှားလာပဲဖြစ်ပါတယ်အခုခေတ်ညထားမှာဆိုပို့ဆိုးပါတယ်ဘသူနဲ့ဘသူနဲ့ကြိုက်နေလဲဆိုတာမသိရသလိုကြိုက်နေတဲ့ ဆုံးတွဲရှိနေရင်တောင်မှကြားထဲကနေစနိုက်ကျော်သွားတဲ့အဖြစ်တွေကလည်းများစွာဆိုသလိုရှိတာပါ။ဒါကြောင့်တချို့နာမည်ကြီးအမှုပညာရှင်တွေပေါ်တင်တွဲချပြီးတော့မှနှိရှေလာများတွဲချပြီးတော့မှကွဲသွားတဲ့သူတွေကလည်းများစွာရှိတာကြောင့်လက်ရှိမှာဆိုရင်တချို့သောအမှုပညာရှင်တွေရဲ့အချင်းကြီးတွေကရှုပ်ထွေးနေလို့ပေါ်တင်မတွဲတော့ပဲတိုးတိုးတိတ်တိတ်ကလေးတွဲနေကြတဲ့အတွဲတွေကလည်းအများကြီးရှိလို့နေတာပဲဖြစ်ပါတယ်။ကောင်းပြည့်နဲ့တနာပေါ်တို့ကတော့လူရှိသူရှိမှာ official ချပြီးတွဲလာခဲ့တာကလည်းတော်တော်လေးကြာခဲ့ပြီဖြစ်တယ်လို့နှစ်ဖက်မိပါတွေအတိုင်းဝိုင်း င်းတွေကလည်းသဘောတူကြည့်ပြူကြပါတယ်သူတို့နှစ်ဦးကိုယ်တိုင်ကချစ်သူရီးစားဘဝနဲ့အေးအေးဆေးဆေးလေးနေကြတာဖြစ်တဲ့အပြင်မင်္ဂလာလက်ထပ်ပွဲအတွက်ကိုလည်းခေါင်းရီးထားပြီးတော့အသေးစိတ်စီစဉ်ကြတာမို့လို့အခုလိုချစ်သူတက်တန်းမှာကြာနေခဲ့ရတာလို့လည်းပြောပြခဲ့ပူပါတယ်ဒီကနေ့မေလ16ရက်မှာဆိုရင်တော့ပရိသတ်တွေမျောလင်းတောင်တနေတဲ့ကောင်းပြည်နဲ့တနာဘူရုံရဲ့မင်္ဂလာလက်ထပ်ပွဲကြီးကတော့ကျင်းပနေပြီပဲဖြစ်ပါတယ်ကောင်းပြည်နဲ့တနာဘူရုံကဒီကနေ့မနက်ပိုင်းမှာမင်္ဂလာလက်မှတ်ရှိထူပွဲမော်ကွန်းတင်အခမ်းအနားကိုကျင်းပခဲ့တာဖြစ်ပြီးတော့မင် ္ဂလာဦးစွန်ကပ်အဖြစ်ကိုလည်းကျင်းပခဲ့တာပဲဖြစ်ပါတယ်။ကောင်းပြည့်နဲ့တနာပူရုံးရဲ့မင်္ဂလာပွဲကိုအမှုပညာအတိုင်းဝိုင်းမှာညီအကိုမောင်နှမတွေအားလုံးကလည်းချစ်ခင်စွာနဲ့တက်ရောက်ပြီးခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ PTF အပြုံးတွေကိုလည်းတွေ့မြင်နေရတာဖြစ်တဲ့အတွက်သူတို့နှစ်ဦးကိုတွေ့မြင်နေရတဲ့သူတွေကတကယ်ကိုနတ်ဖတ်တဲ့အစုံတွဲအဖြစ်အတိမတ်ပြုပြီးကြတာဖြစ်ပါတယ်။ကောင်းပြည့်နဲ့တနာပူရုံးကတအုပ်နဲ့တအုပ်နားလည်မှုရှိရှိနဲ့နေလာခဲ့ကြတာဖြစ်ပြီးတငယ်ချင်းလို့တဖုံချစ်သူလို့တဖွဲ့နေထိုင်ခဲ့ကြတာဖြစ်ကာ၁၀နှစ်ကျော်ကြာတဲ့ဒီ relationship တစ်ခုကိုအကောင်းဆုံးတည်ဆောက်နိုင်ခဲ့တဲ့စံပြအတွဲလူပြောရမှာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့မင်္ဂလာလက်ထပ်ပွဲကိုတော့တခြားသူတွေလိုကြီးကြီးတန်းခန်းခန်းနာနာကြီးကျင်းပတာမျိုးမဟုတ်ပေမယ့်ခြေရတဲ့အမှုပညာကြီးအကိုမောင်နှမမိတ်ဆွေများနဲ့ချစ်ခင်ရသူတချို့ကိုဖိတ်ကြားခဲ့တာဖြစ်ပြီးအားလုံးကလည်းပျော်ရွှင်စွာနဲ့တက်ရောက်ပေးခဲ့ကြတာဖြစ်ပါတယ်။ဒီကနေ့မှာကောင်းပြည့်နဲ့တန်နာဘူတို့ရဲ့မင်္ဂလာရှိလာတဲ့မင်္ဂလာပွဲကြီးအတွက်ကိုလည်းပရိသတ်တတော်များများကကောင်းသောဆုတောင်းနေဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ကောင်းပြည့်နဲ့တန်နာဘူတို့ကအမှုပညာရှင်တေယော ောင်နေဖြစ်တဲ့အတွက် wedding show ပွဲဒီမှာတောက်လျှောက်ဆိုတဲ့လို့ပွဲတက်အခမ်းအနားတွေလုပ်ရတယ်ဆိုပြီးမြတကယ်တကယ်မင်္ဂလာလက်ထပ်ပွဲစည်းကိုကိုတိုင်ကျင်းပရတဲ့အချိန်မှာတော့ရှင်ခုံစိတ်လုံရှားမှုတွေပြည်နေကြတာပဲဖြစ်ပါတယ်။ကောင်းပြေကလည်းဒီကနေ့မင်္ဂလာပွဲကြီးမှာစိတ်လှုပ်ရှားပျော်ရွှင်နေရတာဖြစ်ပြီးတန်နာဘွားဆိုရင်လေတကယ်ကိုကြည်နူးနေရတဲ့ပုံစံလေးတွေကိုတွေ့မြင်ကြရတာပါပရိသတ်ကြီးအနေနဲ့ရောချစ်သူတက်တန်းဆယ်စုနှစ်ကျော်တကြုံ ပရိသတ်ကြီးအနေနဲ့ရောချစ်သူတက်တန်း73နှစ်ကြာဖြတ်တန်းလာခဲ့ပြီးရနောက်အခုလိုပျော်ပျော်ရွှင်ရွှင်မင်္ဂလာပွင့်ကျင်းပသွားနိုင်တဲ့ကောင်းပြည့်နဲ့တနာဖို့လိုအတွက်ဘလို့စုမုံကောင်းစကားရီတောင်းပေးခြင်းလေဆိုတာဗီဒီယိုအောက်က comment လေးမှာရှိသွားပြီးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများတင်ပါတယ်ရှင်